အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ် AB လ23ရက်တနင်္လာနေ့ညနေခင်းမှာတော့ဂါရှိုးမြို့မှာစစ်ကောင်စီအား MNDA ထံအချက်9ချက်တောင်းဆိုလိုက်တဲ့အကြောင်းကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာစစ်ကောင်စီရဲ့မြေပြည့်ဖွဲ့နဲ့ဖြစ်စီဆွေးနွေးမယ်ဆိုတဲ့သတင်းတစ်ပုဒ်ပြန့်နှံ့လျက်ရှိပါတယ်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားနှစ်မျိုးလုံးဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဘက်ကတော့ရန်ငါပြတ်ခဲ့ပြီဖြစ်ပါတယ် သွေးကြွေးမှာဆွေးနွေးစရာမရှိမဟုတ်ပါတော့တော်လိုင်းရင်အားသူတွေဟာစစ်အာဏာရှင်ပြုတ်ကြောက်ဖို့အတွက်ဆိုရင်တရုတ်လဲဂျန်သူကလားလဲဂျန်သူဖြစ်သတ်မှတ်ပြီးဖြစ်ပါတယ်နွေဦးလူလူဟာအမေရိကန်ကိုလည်းမကြောက်သလိုရုရှားကိုလည်းမုန်းတီးပြီးအပလာစီယန်ကိုလည်းဂယုမဆိုင်ဘူးဖြစ်ပါတယ်သတင်းကိစ္စကိုဆက်ရရင်အဆိုပါပြောစကားဟာပြီးခဲ့တဲ့မလနှောင်းပိုင်းငလီမလုတ်ခတ်မီကပြုတ်လုခဲ့တဲ့ NSPNC ဆွေးနွေးပွဲမှာပြောခဲ့တယ်ဆိုပြီးတလာနီးပါးကြာမြင့်ပြီးချိန်မှာဖြန့်လာတဲ့သတင်းဖြစ်ပါတယ် မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုပြီးအချိန်ကိုက်ဆန့်လိုက်ခြင်းဖြစ်ပါတယ်။အဆိုပါဆွေးနွေးပွဲမှာအပြည့်ရထားတဲ့လက်နက်ကန်အဖွဲ့တွေနဲ့အမှတ်တရတွေ့ဆုံဆိုတဲ့အနှစ်သာရလောက်တာအထိပဲရှိပြီးလက်ရှိမျိုးမျိုးစုံနဲ့ဆန့်ကျင်တိုက်ခိုက်နေတဲ့တော်လိုင်းအင်အားစုတွေတစ်ဖွဲ့မှပါဝင်နေမတွေ့ရပါဘူး။ဒါပေမဲ့သတင်းထဲမှာတော့တော်လိုင်းအင်အားစုတွေဘက်ကမယုံမကြည်ဖြစ်ပြီးဆွေးနွေးလို့စိတ်မရှိဖြစ်နေတယ်လို့အဆိုပါဆွေးနွေးပွဲကတက်ရောက်ခဲ့သူကပြောပါတယ်။ဆိုတဲ့အချက်ကိုကြည်ကြားဖြင့်သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ကောက်ချက်ချလို့ရနေပြီဖြစ်ပါတယ်။ဒါပေမဲ့သတင်းဆိုဒီမှာမှားသည်ဖြစ်စေမှန်သည်ဖြစ်စေသတင်းလေသတင်းသာဖြစ်ပါတယ်။ဆက်ရရင်ယူရီးယားကနေဒုတိယအကြိမ်ပြန်လာပြီးနောက်လေကြောင်းဆစ်စင်ရေးတရဆင်နွဲပါတိုက်ခိုက်ဖြက်စီးမယ်ဆိုတာကလည်းရှိနေပါသေးတယ်။စစ်ကောင်စီဟာမြောက်ပိုင်းမဟာမိတ်ညီအောင်တုံးဘက်ကိုအချမ်းဖက်အဖွဲ့စည်းဖြစ်တတ်မှတ်ကြေညာထားခဲ့ပေမဲ့တရွာခုံးနဲ့ဖီးယားဘေးကခိုးချောင်ခိုးဝဲသွားတွေ့နေရပြီးသတင်းထုတ်ပြန်ခြင်းမျိုးမရှိပါဘူး။လာချိုးမှာ ပြန်လည်ခြေချခွင့်ရရှိထားတဲ့စစ်ကောင်စီရဲ့ညီမကြာကိုကန့်ထိန်းချုပ်နယ်မြေတွေမှာဟန်ပြရွေးကောက်ပွဲပြုလုပ်နိုင်မှုအထိဖိအားပေးချင်းကြောက်လာမှုတွေကိုကိုကန့်တပ်ဖွဲ့ရင်ဆိုင်ရမယ့်အရေးလက္ခဏာတွေခံစားနေရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့တင်ကားစာတွေထဲမှာတောင်းကျမ်းသူအမြင့်ပြတ်ချိန်မုံရင်းဆိုတာရှိတယ်လို့ယခုຫນွေဦးကလည်းစစ်တပ်အမြင့်ပြတ်ဖို့တွန်းလှန်နေတာဖြစ်ပါတယ်။စစ်တပ်ဗတ်ပေါင်းစုံကနေရှုံးနိမ့်မှုကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ယခုသတင်းတွေကလိုမျိုး ဘူချုပ်ကြီးယာပြီတကယ်ပြောခဲ့တယ်ဆိုရင်တော့အချမ်းဖက်စစ်တပ်ဟာသူတို့အနိုင်ရချီနေသွားပြီဆိုတာကိုလက်ခံလိုက်ရလို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ဖိပြီးဆက်လက်တိုက်ပွဲဝင်နေကြရအောင်မှာဖြစ်ပါတယ်ဒီနေ့မနေ့လာချုံမြို့မှာအမတ်တေစစ်စေးအထူးဖွဲ့မှုဒုတိယဘူချုပ်ကြီးကိုကိုဦးဒါတွေတောင်းဆိုနေပါတယ်တစ်မန်းလေးကနေမူဆယ်အထိအီအော်တွေအားလုံးစုပ်ခွာပေးရမယ်နံပါတ်1တီအန်အာလေးကိုထိမ့်ပေးဖို့ UWSA ကိုတာဝန်ပေးလိုက်တယ်ကြောင်မဲအထိစုပ်ပေးရမယ်သော လာရှိုးဝင်းကြီးတန်ခွဲနေရယူထားတဲ့ PDF တွေစီရေးမဖော်ဆောင်နိုင်ဘူးနဲ့စစ်ကောင်စီတပ်တွေရဲ့လုံခြုံရေးကို UWS နဲ့ MNDAA ကပူးတွဲလုံခြုံရေးယူပေးရမယ်။လေးအာနာလေးစစ်ဆိုးရနဲ့ကိုပိုင်းအုပ်ချုပ်ရေးရဝနေနဲ့ကိုကန်နေများကိုငင်းညာစွာအတူရှင်တွဲနေထိုင်နိုင်ရေးသာဝရငင်းညာရေးအတွက်အာမခံချက်ပေးရမယ်။ငါလက်နက်ကန်ပြိပခမဖြစ်ရေးညှိနှိုင်းမှုကော်မတီဖြစ်တရုတ်အစိုးရကဂျာနီဆောင်ရွက်ရာစောင့်ကြည့်ရုံလာရှိုးတွေဖွင့်လှစ်ထားပေးပြီ။၆ ဂျာယီလုံချုံရဲ့ကာလာဖြစ် UWSA နဲ့ MNDA ကလာရှိုးအနီးဂျာယီတက်ဆွဲထားပြီးစစ်ကောင်စီတပ်များနေရာယူပြီးပါကပြန်လည်ထွက်ခွာပေးရမယ်။ခေါ်ကျခင်အစိုးရထိချုပ်ထားသောဝါအုပ်ချုပ်ခွင့်ရမျိုးနှမျိုးကို UWSA ထံအနက်ရန်အကြမ်းဖက်စစ်တပ်မှသဘောတူညီပြီးယခုဖော်ပြပါအချက်များဟာအကြမ်းဖက်စစ်တပ်ရဲ့အဖက်သက်လိုလားချက်ဖြစ်ပြီးဘလို့တုံ့ပြန်မလဲဆိုတာကတော့ဆက်ပြီးစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။